မင်္ဂလာပါခင်ဗျရှကုံခစ်တစ်ကနေဒီနေ့လည်းကဒီတဲ့နေကိုတစ်ဆက်ပေးပါမယ်အချက်ဖတ်စစ်ကောင်စီရဲ့စစ်မှုထမ်းတင်တန်းကြောင်းဒီမှာရီမန်းချံရန်သူအားတက်ရန်ဆိုတဲ့စိုင်းပုတ်တွေစိုက်ထုတ်ပြီးရဲရဲတက်ရဲရဲတိုက်ရဲရဲတက်ဂျူပင်ကုတ်ဂျူငုတ်ပင်မကြံစေအောင်တပ်ဖြတ်တက်ခိုက်ရမယ်ဆိုပြီးတော့ကိုတပ်သားတစ်တွေကိုတင်တန်းပို့ချနေကြတယ်ဆိုပါတယ် မြန်မာနိုင်ငံသားကိုအောင်ကိုကိုဆိုတဲ့သူကိုထိုင်းစစ်တပ်ကရိုက်နှက်တပ်ဖြတ်ခဲ့တဲ့အမှုအတွက်စုံစမ်းစစ်ဆေးဖို့ထိုင်းနိုင်ငံရှိနေများကောင်စီကအလုတ်ဖွဲ့ကိုပြည်ဝင်ဖွဲ့စည်းလိုက်တယ်လို့ 45rice ကသတင်းထုတ်ပြန်ထားတဲ့သတင်းပါဝင်ဒီနေ့လည်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ပတ်စစ်ကောင်စီရဲ့စစ်မှုထမ်းတင်းတန်းကြောင်းတွေမှာ ရီမန်းချံရန်သူအားတက်ရန်ဆိုတဲ့စိုင်းပုတ်တွေကိုစိုက်ထူပြီးရဲရဲတက်ရဲရဲတက်ရဲရဲတက်ဂျူပင်ကုတ်ဂျူငုတ်ပင်မကြံစီအောင်တက်ဖြတ်တိုက်ခိုက်ရမယ်ဆိုပြီးတော့ကိုတတအစ်စ်တွေကိုတင်ကြပို့ချနေတယ်လို့စစ်မှုထမ်းတတအစ်စ်တချို့ကရန်ကုန်ခေတ်ကိုအတိပေးပြောဆိုထားပါတယ်လက်ရှိအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းတင်တန်းကြောင်းတွေမှာရီမန်းချက်ဆိုပြီးရန်သူအားတက်ရန်ဆိုတဲ့စိုင်းပုတ်အနီတွေကိုဧပြီလနှောင်းပိုင်းကနေစပြီးတော့တင်တန်းကြောင်းအားလုံးမှာစိုက်ထူလာတယ်ဆိုပါတယ်ဒါပြင်တတအစ်စ်တွေကိုတင်ကြတဲ့အချိန်မှာလည်း ရန်သူကိုတက်ဖြတ်ချင်းမုန်းတဲ့အချိန်ရဲရဲတက်ရဲရဲတက်ရဲရဲတက်ကျူပင်ကုတ်ကျူငုတ်ပင်မကြံစည်ပဲအကုန်လုံးကိုတက်ဖြတ်ရမယ်ဆိုပြီးတင်ကြနေတယ်လို့အဲ့လိုအကုန်လုံးကိုတက်ဖြတ်မှနိုင်ငံကဖွင့်ပြိုးတိုးတက်မယ်ဆိုပြီးတော့ပါစစ်အရာရှိတွေကစစ်မှုထမ်းတပ်သားအစ်တွေကိုလှုပ်ဆောင်ခိုင်းနေတယ်လို့စစ်မှုထမ်းအပစင်စက်တက်မှာတင်နှန်းတက်ရောက်နေရတယ်တပ်သားတွေတချို့ကရန်ကုန်ခေတ်တွေကိုအတိပေးပြောဆိုထားပါတယ်ဒါအပြင်အဲ့လိုသူတို့ပြောသလိုရန်သူကိုချေမုန်းတက်ဖြတ်ရင် ဘလို့အေးအေးယူမှုမှမရှိပဲဂုံနောင်ယူရမယ်ဆိုပြီးစေအီယာရှိတွေကတသားတစ်တွေကိုပြောဆိုထားသလိုတစ်ဖက်မှာလည်းယာဒူးယာကန်အခွင့်အရေးတွေနဲ့ပါမလုံးပေးတာတွေလုပ်နေပြီးတိုက်ပွဲတိုင်းမှာရဲရဲတက်ရဲရဲတက်ရဲရဲတက်ကျူပင်ကုတ်ကျူငုတ်တောင်မကြံစည်နဲ့ဆိုပြီးစေအီယာရှိတွေကစစ်မှုရန်တသားတစ်တွေကိုတင်ကြပို့ချနေကြတယ်လို့တင်နဲ့တက်ရောက်နေရတဲ့စစ်မှုရန်တသားတစ်တို့ကအတိပေးပြောဆိုထားကြပါတယ်ခင်ဗျတစ်ဖက်မှာတော့ မန္တလေးတိုင်းကမတရားမြို့နယ်မှာတိုက်ပွဲတွေဖြစ်ပွားနေပြီးစစ်ကောင်စီဘက်ကတိုက်ပွဲနဲ့မဆိုင်တဲ့အယသပြည်သူတွေနေထိုင်ရာကျေးရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်လုပ်နေတယ်လို့ Voice of Mandalay အဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့မေလ23ရက်နေ့ဖြစ်တဲ့မနေ့ကစပြီးမတရားမြို့နယ်အရှိန်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြောက်ဖက်စစ်ကောင်စီတပ်နဲ့တော်လန်ရေးပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတယ်ဆိုပါတယ်။အဲ့ဒီတိုက်ပွဲတွေအတွင်းအချက်ဖက်စကောင်စီဘက်ကလေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေပါပေးနေရမှာ တိုက်ပွဲနဲ့မဆိုင်နဲ့ရတပိသူတွေနေထိုင်ရာကျေးရွာတွေပတ်ကူပါလေကြောင်းကနေဘုံကျဲတိုက်ခိုက်သွားပြန်တဲ့ပြင်တောင်ကန်းကျေးရွာဘက်တွေကိုလည်းစစ်ကောင်စီဘက်ကလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ခတ်ခဲ့တယ်လို့စစ်ရေးကတော့တင်းမာနေတော့မယ်လို့ Vice of Mandalay အဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။ က်ဖက်မှာတော့စကိုင်းတိုင်းကမြင်းမှုမြို့နယ်မှာလှည့်ကင်းထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လန်ရဲတပ်တွေကအသင်းဆောင်ပြီးတိုက်ခိုက်ချိန်မုံမှုအတွေ့စစ်ကောင်စီတပ်သား2ဦးကတော့အသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်နောက်ထပ်စစ်သား3ဦးကပြင်းထန်ဒဏ်ရာတွေရသွားပြီးပြန်ဆုတ်သွားကြတယ်လို့ဗိုလ်တိုက်ကတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ22ရက်နေ့ကပဲ မြင်းမူမြို့နယ်မှာအလကပတ်ကျင်းရွာအနီးကိုလှည့်ကင်းထွက်လာတဲ့စစ်ကောင်စီတပ်သားတွေကိုဒေါ်လန်ရေးတပ်တွေကအသင်းဆောင်ပြီးကြားဖြတ်တိုက်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းမိုင်းမိတဲ့သူတွေပါဝင်စစ်ကောင်စီတပ်သား၂ဦးကတော့နေရာမှာနေပစ်လဲပြီးအသီးသီးတိုက်ခုံကြတဲ့အပြင်နောက်ထပ်စစ်သား၃ဦးကပြင်းထန်ဒဏ်ရာတွေရထားပြီးတဲ့နောက်ပြန်ဆုတ်သွားကြတယ်လို့ဗိုလ်တိုက်ကတပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျ။ တဖက်မှာတော့စကိုင်းတိုင်းမင်းကင်းမြို့နယ်မှာရှိတဲ့တာစီဂျေဝါနဲ့မင်းစုဂျေဝါကိုအကြံဖက်စကောင်းစီတက်ကလင်းနဲ့လာပြီးဘုံကျဲတက်ခိုက်သွားမှုကြောင့်အသက်9နှစ်ကနေအသက်17နှစ်အရွယ်အထိခလင်းငယ်တွေပါဝင်ပြည်သူ၁၀ဦးတေဆုံးခဲ့ရပြန်တယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဖြစ်စဉ်ကတော့မေလ23ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြံဖက်စကောင်းစီတက်ကမင်းကင်းမြို့နယ်မှာရှိတဲ့တာစီဂျေဝါနဲ့မင်းစုဂျေဝါကိုဘာတိုက်ပွဲမှမရှိဘဲလင်းနဲ့လာပြီးရည်ရွယ်ချက်ရှိရှိဘုံကျဲတက်ခိုက်သွားတယ်ဆိုပါတယ် အဲ့လိုစကောက်စီတက်ရဲ့လေချောင်းတက်ခိုက်မှုကြောင့်အသက်၅နှစ်အရွယ်မနှင်းရတီဝဲအသက်၆နှစ်အရွယ်မောင်ဖုံးခန့်ဖြိုးအသက်၇နှစ်အရွယ်မောင်ထက်နေကြီးနဲ့မောင်ဖြိုးမင်းခန့်အပါဝင်အသက်၅နှစ်ကနေ၁၇နှစ်အရွယ်တွေအထိကလေးငယ်တွေနဲ့စုစုပေါင်းရတားပြည်သူ၁၀ဦးတေဆုံးခဲ့ရပြန်လို့ဒဏ်ရာရတဲ့သူတွေလည်းရှိထားတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့မြန်မာနိုင်ငံသားကိုအောင်ကိုကိုဆိုတဲ့သူကို ထိုင်းစစ်တပ်ကရိုက်နှက်တပ်ဖြတ်ခဲ့တဲ့အမှုအတွက်စုံစမ်းစစ်ဆေးဖို့ထိုင်းနိုင်ငံရှင်းနေများကောင်စီကအလုတ်အဖွဲ့ကိုတရားဝင်ဖွဲ့စည်းလိုက်တယ်လို့ 45rice ကသတင်းထုတ်ပြန်ထားပါတယ်။ဒါကတော့ပြီးခဲ့တဲ့2024ခုနှစ်ဇန်နဝါရီလ12ရက်နေ့ကပဲထိုင်းစစ်တပ်ကတပ်ဖွဲ့ဝင်၄ဦးဟာမဲဆော့ခရိုင်မှာပဲထိုင်းနိုင်ငံရဲ့ရဲရွာလုံခြုံရေးတပ်ဖွဲ့ဝင်အသက်38နှစ်အရွယ်မြန်မာနိုင်ငံသားကိုအောင်ကိုကိုဆိုတဲ့သူကိုထိုင်းအာဏာပိုင်တွေကဝစ်စင်နဲ့ဝစ်စုံဝစ်ထားလို့ဆိုပြီးတရားမဲ့ဖမ်းဆီးရိုက်တံတပ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကိုအောင်ကိုကိုစုသူကိုရိုက်နဲ့တက်ဖြတ်တဲ့အထင်မှာထိုင်းစစ်သားတွေပါပါဝင်နေတယ်ဆိုတာကိုမျက်မြင်သက်သေတွေကပါထွက်ဆိုထားပေမဲ့ထိုင်းအနာပိုင်တွေကအဲ့ဒီသူတွေကိုအမှုဖွင့်တရားစွဲတာမျိုးမရှိတာကြောင့်ဒီမှုနဲ့ပတ်သက်ပြီးတရားမျှတမှုအတွက်ဥပဒေအတိုင်းဆက်လက်စုံစမ်းစစ်ဆေးဖို့ထိုင်းနိုင်ငံရှိနေများကောင်စီကအလုတ်အဖွဲ့ကိုတရားဝင်ဖွဲ့စည်းလိုက်တယ်လို့45 rights ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာတဖက်မှာတော့ထိုင်းနိုင်ငံကချနာဘူရီခရိုင်မှာ တရားမဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား15ဦးကိုဖမ်းဆီးရရှိခဲ့ပြန်တယ်လို့ထိုင်းစစ်တပ်သတင်းဌာနကထုတ်ပြန်ထားပါတယ်ဖြစ်စဉ်ကတော့မေလ20ရက်နေ့ကပဲထိုင်းနိုင်ငံကချနာပူရီ KI မှာတရားမဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား15ဦးကိုထိုင်းစစ်တပ်နဲ့လုံခြုံရေးတာဝန်ရှိတဲ့သူတွေကကင်းလက်နေတဲ့အချိန်ဖမ်းဆီးရမိခဲ့တယ်ဆိုပါတယ်အဲဒီလိုဖမ်းဆီးရရှိထားတဲ့မြန်မာနိုင်ငံသား15ဦးဟာထိုင်းမြန်မာနယ်စပ်ဖျားသုံးစုကနေတဆင့်ထိုင်းနိုင်ငံအတွင်းကိုအလုလုဖို့တအုပ်ကိုထိုင်းဘက်ငွေ1500ကနေ2000အထိပေးပြီးမှာ တရားဝင်လမ်းကြောင်းတွေကနေဝင်ရောက်လာတာဖြစ်တယ်လို့လည်းဆိုပါတယ်။လက်ရှိမှာတော့အဲဒီမြန်မာနိုင်ငံသား15ဦးကိုထိုင်းနိုင်ငံအတွင်းတရားဝင်ဝင်ရောက်မှုနဲ့ထိုင်းအနာပိုင်းတွေကတရားစွဲဆိုထားတယ်လို့လည်းသိရပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒါကတော့ရုံခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ငယ်ပါ။